အားလုံးပဲမင်္ဂလာပါကျွန်တော်ပတ်စံ၁၀သိန်းလောက်ပဲတုံးပြီးတော့ iPad ဝယ်ဖို့ကျွန်တော်စဉ်းစားခဲ့ဘူးတယ် standard size ပေါ့နော်မကြီးမသေးဆက်တက်လက်မှဝင်ချင်းအငွေလောင်းနေဆိုရင်ကျွန်တော် iPad 9ချန်ရတယ်ဂျူတော်တော်များများအတွက်အဲ့ဒီ iPad ကတော်တော်အဆင်ပြေနေပြီလို့ကျွန်တော်ကြားဘူးတယ်ဒါပေမဲ့ design ကဟောင်းပြီးတော့ cloud ကြီးနေပေါ့နော် bound to to ကြီးဖြစ်နေတယ်ပြီးတော့ lightning cable နဲ့အာသွင်းရတယ်အခုကတကဘာလောင်းကကျွန်တော် type c ဖြစ်ကုန်ပြီဆိုတော့ကျွန်တော် design ပိုင်းနေနဲ့ပို့ကောင်းပြီးတော့ type c charging လုပ်လို့ရတယ် iPad 10ချန်လောက်ကိုကျွန်တော်စဉ်းစားသေးတယ်ဒါပေမဲ့ဈေးကတော့ကျွန်တော်15သိန်းလောက်ကြာသွားမယ်ပြီးတော့15သိန်းလောက် ောက်ပေးရပြီးတော့ storage ကသူက 64K ပဲရှိတယ်ဒီခေတ်မှာ 64K ကတော်တော်လေးသုံးရတာ limited ဖြစ်တယ်အဲ့တော့ iPad တန်းချံကိုပဲကျွန်တော် 256K လောက်ဝယ်မယ်ဆိုရင်16သိန်းလောက်ကျတော့16သိန်းလောက်သုံးနိုင်မှာတော့ကျွန်တော် iPad Air generation နဲ့ကတော့ကျွန်တော်ရနိုင်ပြီ ဲ့လိုဆိုရင် iPad Air ကို16သိန်းနဲ့ရေရှည်စီကန်းရှိရှိသုံးမဲ့ထားသူကလည်း storage က 64GB နဲ့ပဲလာတာအဲ့တော့ဒီ storage ကို 256GB ထပ်မြင့်လိုက်ရောသိန်း30လောက်ကျသွားပြန်ပြီအဲ့တော့ကျွန်တော်တို့သိန်း30လောက်သုံးနိုင်နေတော့ကျွန်တော် iPad Pro တောင်ရနေပြန်ပြီအဲ့တော့ Apple ကကျွန်တော်တို့10သိန်းလောက်ပဲသုံးမဲ့ customer ကိုသိန်း30လောက်ဒီခေါ်သွားတာအဲ့တော့အဲ့လောက်ကြီးမသုံးဘူးကျွန်တော်10သိန်းလောက်ပဲသုံးလို့ရမယ် iPad ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင် iPad 9ချန်မှာကျွန်တော်တို့10သိန်းဝင်ချင်တော့လည်းဝယ်လို့ရတယ်အရောင်ကတော့2ရောင်လာတယ်ဗောနော်ဒီ silver နဲ့ space gray ခုမြင်ရတာကိုကျွန်တော်တို့ space gray color ကောင်းတဲ့ခြေလေးကိုကျွန်တော်ရင်ပြောပြပါမယ် affordable price ပေါ့เนาะကျွန်တော်ဝယ်နိုင်လောက်တဲ့ဈေးတန်းတစ်ခုရှိတယ်ခုခေတ်မှာ10သိန်းဝန်းကျင်နဲ့ iPad တစ်လုံးရတယ်ဆိုတော့ကျွန်တော်သုံးပျော်သေးတယ်ចောင်းသားတွေပဲဖြစ်ဖြစ်ကိုယ်သားသမီးအတွက်ပဲဖြစ်ဖြစ်ကိုယ်အဖေမိအဖိုးအဖွားအတွက်ပိုကြီးလို့ကောင်းမှကျွန်တော် display တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်သုံးမယ်ဆိုရင်အဆင်ပြေတယ်ဒါပေမဲ့တကယ်ရောသုံးပျော်ရလားဘာ chip ကိုတို့သုံးထားလဲဆိုတော့ကျွန်တော်ကြည့်ရအောင် performance ဘိုင်းအနေနဲ့ကတော့ကျွန်တော်တို့ A13 bionic chip ကို သုံးထားတယ် iPhone 11 generation ကိုသုံးဘူးတဲ့လူတွေတော်တော်များများတော့သိနိုင်တယ်အဲ iPhone 11 generation ကတော့ကြာနေပြီဒါပေမဲ့11 series ကတော့ performance ကမဆိုးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တွေ့ကြုံရဒီ game တွေဘာတွေ software ကစမှုဖြစ်တယ်ထက်တာတွေဘာတွေမရှိဘူးပေါ့နော်အရန် graphic များတဲ့ game တွေဆိုရင်တော့ထုံးစံအတိုင်းပူလာတာတွေဘာတွေတော့ရှိတယ်နောက်တစ်ခုကကျွန်တော် home button နဲ့ touch ID ပေါ့နော်ဒါကကျွန်တော်ကောင်းတဲ့လူလည်းပြောလို့ရလို့မကြိုက်တဲ့လူတွေတော့ကတော့မကြိုက်ကြဘူးကျွန်တော်စကန်မှုတဲ့ iPhone 6s ကဲ ုံးကအဲ့ဒီ vibe လေးပြန်ရတယ်ပေါ့နော်ကျွန်တော် fingerprint lock လေးနဲ့ application တစ်ခုခုတုံးပြီးရင်ပြန်ထွက်ရင် physical home button လေးပဲနှိပ်လိုက်ရုံပဲခုခေတ်လူကြီးတွေနဲ့ဆိုအဆင်ပြေတယ် application တစ်ခုထွက်ပြီးဆိုတို့ကအဓိကဘယ်နိုင်ဘယ်လိုအပြုံပြန်ထွက်ရမယ်မသိတော့ဘူးအဲ့တော့ဒီ home button လေးနှိပ်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်ဒီ good display quality ပေါ့နော်ဒီ10.2 inches retina display က true tone နဲ့ graphic ကတော်တော်လေးကိုကြည်ကြည်လင်လင်ပြတ်ပြတ်သားသားနဲ့မြင်ရတယ်သူ့ဈေးတန်းနဲ့သူ့ display နဲ့ကတော့တော်တော်လေးတန်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်နောက်တစ်ခုကတော့ ျွန်တော်10သိန်းနဲ့ iPad ဆိုပေမဲ့ကျွန်တော် Apple Pencil ကိုသုံးကျင်တဲ့လူတွေအတွက် first generation Apple Pencil ကိုသုံးလို့ရသေးတယ်။ iPad ဝယ်ပြီးမှရေးချင်မှတ်ချင်တာတွေရှိတဲ့လူတွေအတွက်လည်း try ကြည့်လို့ရသေးတယ်။ keyboard ရိုက်ချင်တဲ့ဆိုလည်းကျွန်တော် smart keyboard နဲ့တော့ချိန်လို့ရသေးတယ်။နောက်တစ်ခါကျတော့ကျွန်တော်အရင်အရေးကြီးဆုံးဖြစ်တဲ့ update iPad OS ကို support ပေးသေးတယ်2025ခုနှစ်ထိကိုကျွန်တော် latest OS ကိုကျွန်တော်မြင့်လို့ရသေးရပေါ့နော်သူတို့ဘက်က update ပေးသေးတယ်နောက်တစ်ချက်ကကျကျွန်တော် studio speaker လို့လည်းဖြစ်တယ်လို့လည်းပြောထားတယ်အတန်ပိုင်းမဆိုးဘူးလို့ပြောထားပေမဲ့ကျွန်တော်နားထောင်ကြည့်ရတော့အရင်အကောင်းကြီးတော့မဟုတ်ဘူးသူဈေးတန်းနဲ့သူကတော့တင့်တယ်ပေါ့เนาะကျွန်တော်အကြိုက်ဆုံးချက်ကကျွန်တော်ဒီ cycle ဆိုတဲ့ feature ပေါ့เนาะဒီ cycle က iPad ကိုကျွန်တော် secondary monitor အဖြစ် wireless display တစ်ခုအနေနဲ့သုံးလို့ရတယ်တကယ်ဒါမဲ့ ကိုယ့်ရဲ့ Mac က Mac OS Catalina 2016နဲ့အထက်ဖြစ်ရမယ်။ကိုကအိမ်မှာမဟုတ်ဘဲနဲ့ခီးသွားတာမျိုးဖြစ်ဖြစ်ကျွန်တော် iPad ကို secondary monitor အဖြစ်သုံးလို့ရတော့ကျွန်တော်တို့အလုပ်လုပ်တဲ့အခါကျရင်ကျွန်တော် productivity ပိုပြီးတော့မိုက်တယ်ပေါ့နော်။အဲ့ဒီ features ကတော့ကျွန်တော်ဒီမှာအကျိုက်ဆုံးပဲ။ကျွန်တော်ကောင်းတဲ့လေးပြောပြီးဆိုကျွန်တော်မကောင်းတဲ့လေးတွေကိုကျွန်တော်နည်းနည်းပြောပြပါမယ်။ဒါပေမဲ့ဒီမကောင်းတဲ့အချက်ကကျွန်တော်ရှာကြံပြီးတာပြောထားတာအရင်အရေးတော့မကြီးပါဘူး။ကျွန်တော်ပထမချက်ကကျွန်တော်ဒီဇိုင်းပိုင်းဟောင်းတယ်ဒီဇိုင်းပိုင်းဟောင်းတော့ bound to တာမျိုးဖြစ်တော့ဗောနော်ဒီ iPad အရင်တော့ ောင်းကဟာမန်တော်တော်လေးတော့တည်တာတယ်နောက်တစ်ခုကကျွန်တော် non laminated display ဖြစ်တဲ့အတွက်အနီးကပ်ကြည့်ရင်ကျွန်တော် screen နဲ့ iPad ဘော်ဒီချားမှာနည်းနည်းဟနေလို့ gap ခုရှိတယ်ဒါပေမဲ့အထာအရန်လေးအရင်မကြည့်ဘူးနောက်တစ်ခုကကျွန်တော် lightning port တဲ့အားသွင်းရတာပေါ့နော် USB type C မဟုတ်ဘူးအဲ့တော့အကျိုးဆက်ကကျွန်တော် data transfer ပဲကြာရင်နည်းနည်းနေတယ် type C လောက်တော့မြန်မြန်ဆန်ဆန်မရဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ base storage က 64K ဒီဟာတော့နည်းနည်းမကောင်းတဲ့အထင်မှာတော့ပါတယ်ပေါ့နော် 64K ကတော်တော်လေးကို limited ဖြစ်တယ်ဖိုင်နေပါတယ်ဘာမှတိတ်မထားမှာနှုတ်မဆိုရင် app upgrade မြင်ရမှာပေါ့နော်နောက်ခါကျကြောင့်အပေါ်မှာကောင်းတဲ့ချက်မှာပြောခဲ့လို့ Apple first generation pencil သုံးလို့ရတယ်ဒါပေမဲ့မကောင်းတဲ့ချက်ကြောင့် lightning port နဲ့ပဲပြန်ပြီးတော့အားသွင်းရတယ်အဲ့တော့အခုနောက်ပိုင်းထွက်တဲ့ iPad တွေလို့ဘေးနားကျွန် magnetic နဲ့တန်လိုက်နဲ့ပြန်ပြီးတော့အားသွင်းရတာမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူဈေးတန်းနဲ့သူကအဆင်ပြေတယ်ဒါလည်းအရင်တော့ရင်မကြည့်သေးဘူးနောက်တစ်ခါကျတော့ကျွန်တော် camera က 8MP ပဲရှိတယ်သူရဲ့ specification နဲ့မှကျွန်တော်တွေ့လို့ဒါကတော့တော်တော်နည်းမယ်ဆိုပြီးတော့ကျွန်တော်မကောင်းတဲ့ချက်တွေထည့်ထားပြီးမှကျွန်တော်တကယ်စမ်းကြည့်တော့ ဖိုတိုကလက်ခံလို့ရတဲ့အနေအထားမှာရှိတယ်ကျွန်တော်အခုဒီဗီဒီယိုမှာမြင်တဲ့အတိုင်းပဲကျွန်တော်တေချာလေးစမ်းထားတော့တော်တော်လေးဟိုမဆိုးဘူးလို့ပြောလို့ရတဲ့အနေအထားမှာပါတယ်နောက်ဒီ face id တွေကျွန်တော်တို့ဒီ advanced features တွေတော့ lidar scanner တို့လိုပါလို့မျိုးတော့မပါဘူးဒါကလည်းသူဈေးတန်းနဲ့သူကဒီလောက်ပဲရမှာပဲ promotion display 120 hz ကတော့တော်တော်လေး smooth ဖြစ်တယ်အဲ့ဒါလည်းမပါဘူးဒီမှာဘလို့လူတွေအတွက်ကျွန်တော်တို့သိတာနေမလဲဆိုတော့ iPhone Pro Model တွေတုံးတဲ့လူတွေအတွက်ဆိုတော့ဒီ iPad ကိုကိုင်နည်းနည်းလေး ဒီ screen တစ်ခုနဲ့တစ်ခုတွားတာနှေးနေတယ်လို့ခံစားရလိမ့်မယ်ဒီ video ထဲမှာလည်းကျွန်တော်တိတ်မသိတာပြင်မယ်ပေါ့နော်ဟိုကိုဘလို့ခံစားမှုမျိုးလဲဆိုတော့ကိုက iPhone Pro model ကိုင်းနေဆို power saving mode လောက်ပြီးတော့ screen တစ်ခုနဲ့တစ်ခုတွားကြည့်လိုက်နည်းနည်းလေး lag ဖြစ်နေတဲ့ပုံစံလေးအဲ့လိုမျိုးလေးတွေဖြစ်နေတယ်နောက်ဆုံးအနေနဲ့ဘလို့လူတွေအတွက်ဒီ iPad ကတင့်တော်လဲဆိုတော့ကျွန်တော်တောင်းသူကြောင်းသားတွေနောက်ကလေးတွေအတွက်ပေါ့နော်ဘေးမေအဖိုးဖွားပေါ့နော်အဲ့အတွက်ကျွန်တော်တို့ video လေးတွေကြည့်မှာလို့ပို့ပြီး phone ထပ်ဆိုင်ပို့ပြီးတော့ကြည့်ရဗျာ ပြီးတော့နောက်တစ်ခုက comic book တွေပါတယ်ဖတ်တာကျွန်တော်ဆိုဒီ မြန်မာ comic တွေဖတ်ကြတာကြိုက်တယ်ပြီးတော့ games တွေပေါ့ပေါ့ပေါ့ပါဆော်မယ် web browsing ပါ냐လုပ်မယ်နောက် email တွေပါနေကြိုက်တယ်အဆင်ပြေတယ်ဒီအတော်များများဗျာကျွန်တော်ယူဆတော့99% of user အဆင်ပြေတယ်ကျွန်တော်တို့လိုလူလပိုင်းအတွက်လည်းအဆင်ပြေသေးတယ်တချို့က iPad ကိုဝယ်ပြီးတော့ဘာပါမှညာပါမှဆိုတာထက်ဒီစိတ်သိမ်းဝင်ခြင်းနဲ့ဒီ iPad လေးကတော့ကျွန်တော် recommend ပေးပါတယ်အားလုံးပဲ video လေးအဆုံးအထိကြည့်ရှုသွားပြီးလို့ကျေးဇူးတင်ပါတယ်အဆင်ပြေတဲ့ဆိုရင်ကျွန်တော် channel ကို subscribe လုပ်ထားစေချင်ပါတယ်နောက် video များမှာပြန်လည်ဆုံး ဖြစ်ပါမှာခင်ဗျာ